တန်အမျိုးသားလူမျိုးရေးတက်မတော် TNLA ကတရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကွန်မရှင်တပ်နဲ့လက်မဲ့ရေထိုးခဲ့တဲ့နှစ်ဖက်အပြစ်ခက်ရက်စဲကြီးစာချုပ်ဟာသူတို့အတွက်အလွယ်တကူဆုံးဖြတ်ခဲ့တာမျိုးမဟုတ်ဘူးလို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ကိုစောဝေးကတင်ဆက်ထားပါတယ်။စာချုပ်ရေထိုးဖို့ရက်ပိုင်းလူမှာ TNLA ထင်းချုံနယ်မြေထဲကိုစစ်ကွန်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေရက်စဲပြုလုပ်ခဲ့ပြီးနောက် အရက်သားထိခိုက်မှုတွေတိုးလာတာကြောင့်ဒီဆုံးဖြတ်ချက်ကိုခက်ခက်ခဲခဲချမှတ်ခဲ့ရတာလို့ TNL ကပြောပါတယ်။မတို့လည်းခက်ခက်ခဲခဲနဲ့ရွေးချယ်ဆုံးဖြတ်ရတာဖြစ်တယ်။အတေကတော့လူထုတွေရဲ့ဘေးကင်းလုံခြုံမှုနဲ့လူထုတွေရဲ့ဒီထိခိုက်နေတာမှုတွေရောနေတော့အောင်လူမျိုးဖျားပက်ပက်ကနေရောဒီလူထုတွေအနစ်နာဆုံးရှုံးမှုတွေနဲ့တော့အောင်ဆိုပြီးတော့မှဒီရွေးဒီခက်ခဲတဲ့ရွေးချယ်မှုကိုရွေးချယ်ဆုံးဖြတ်ရတာဖြစ်ပါတယ်။ အော်တိုဘာလအတွင်းကထင်းနယ်လီထင်းချုံနယ်မြေတွေထဲကိုစစ်ကောင်ရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရက်သား50ကျော်တိဆုံးခဲ့ပြီး80ကျော်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ထင်းနယ်လီကဆိုပါတယ်။ဒီသဘောတူညီချက်တွေအရထင်းနယ်လီအနေနဲ့ရှမ်းပြည်မြောက်ပိုင်းကမိုးမီမြို့နယ်မိုးကုံမြို့ကနေစုခွာရမှာဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်ရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့ထိုးစစ်ဆင်မှုတွေကိုရပ်တန့်တာရှိမရှိကိုထင်းနယ်လီကလေ့လာစောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။ လောလောဆယ်မှာကတော့ကျမတို့ကလူထုနဲ့သူရက်တိပါတယ်လူထုတွေအနေနဲ့ဒီကျမတို့ထိန်ချုပ်ထားတဲ့အခြားဒီမြို့နယ်တွေမှာလာရောက်ပြီးတော့မှခိုးလုံနိုင်ပါတယ်အကူအညီတောင်းခံနိုင်ပါတယ်လက်ရှိအချိန်မှာထင်းနယ်တွေတက်ဖွဲ့တွေကသူတို့ထင်းချုပ်ဒေသတွေကနေစတင်စုခွာနေပြီဖြစ်ပါတယ်ဒါပေမဲ့လည်းဒီသဘောတူညီချက်ဟာစေကောင်ရှင်တက်နဲ့ TNL အတွက်ပဲကျုံးဝင်ပြီးတခြားလက်နက်ကင်တော်လှန်ရေးတက်ဖွဲ့တွေနဲ့မသက်ဆိုင်တဲ့အတွက်စစ်ရေးအခြေအနေကပုံမှန်ရှုပ်ထွေးလာနိုင်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်နေကြပါတယ် တကယ်ပဲ TNL စုခွာခဲ့ရတဲ့မိုးကုံမြို့အခြေပြုတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့မိုးကုံဗျူဟာပါကဖာနဲ့မန္တလေး PDF တွေကစစ်ကောင်ရှင်တပ်ရဲ့ရက်စဲမှုကိုကြောက်ရွံ့နေမှာမဟုတ်ဘဲဆက်လက်တော်လှန်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။